မြစ်မရေဒီယိုအစီအစဉ်ကနေကြိုဆိုပါရစေ။မြစ်မရေဒီယိုဟာမြန်မာပြည်သူတွေအတွက်ထုတ်လွှင့်တင်ဆက်လျက်ရှိပါတယ်။ မြစမရေဒီယိုမနက်ပိုင်းစီစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲအထိလိုင်းဒိုမီတာ49မီတာ6.1မဂါဟတ်စ်ကနေဖမ်းယူနိုင်နိုင်ပါတယ်။မြစမရေဒီယိုညနေပိုင်းစီစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ညနေ9:00နာရီကနေ9:00နာရီခွဲအထိလိုင်းဒိုမီတာ16မီတာ18.5မဂါဟတ်စ်ကနေထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင်။ မင်္ဂလာပါရှင်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေလို့မြစမရေဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမြတ်တာပို့သလိုက်ပါတယ်အော်တိုဘာလ17ရက်စနေနေ့မနက်ပိုင်းမြစမရေဒီယိုစီစဉ်ကိုမြန်မာစံတော်ချိန်မနက်9:00နာရီကနေစတင်ထုတ်လွှင့်နေပါပြီကျွန်မရှင်ပါ ဒီကနေ့နောက်ဆက်ရမယ့်စီစဉ်ဒီကတော့တနင်္သာရီတိုင်းအတွင်းမှာစစ်ကောင်မရှင်ကလေကြောင်းတိုက်ခိုက်မှုတွေခက်စိတ်စိတ်ပြုလုပ်လာနေပြီးတော့တမနက်အတွင်းမြို့နယ်နှစ်ခုပုံကျဲခံရတဲ့တနင်္နေ့အတူမြန်မာနိုင်ငံကလူငယ်နှစ်တန်းခွဲခန့်ဟာဘေကင်းလုံခြုံရေးစိုးရိမ်နေရတယ်လို့ UNDP ထုတ်ပြန်တဲ့အကြောင်းပါဝင်နောက်ဆုံးရပြည်တွင်းသတင်းတွေနဲ့တပတ်တွင်းကထူခြားနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။ သတင်းတွေနောက်ဆက်ရောက်ပြီးမှတော့အပတ်စဉ်စီစဉ်နေနဲ့ digital အချမ်းဖတ်မှုတိုက်ဖြတ်ရေး NUG ဘလို့တုတ်ပြန်နေတယ်လဲဆိုတဲ့အကြောင်းဆွေးနွေးတင်ဆက်ထားတဲ့ Women San Children ဆောက်ပါအစီအစဉ်ဒုတိယပိုင်းကိုနောက်ဆက်ရောက်ဖို့ရှိပါတယ်အခုကတော့ပထမဆုံးအနေနဲ့ပြည်နယ်သတင်းတွေကိုတင်ဆက်ပြီးသွားမှာပါ မင်္ဂလာပါရှင်နောက်ဆုံးရပြည်ရင်သတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်ကျမကျူချမ်းပါဘီလင်းမြို့နယ်ပြင်းမပင်စိတ်ခြေရွာကိုစစ်ကောင်မရှင်တက်ကအော်တိုဘာ9ရက်ညပိုင်းမှာလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာမှာကလေးငယ်3ယောက်အပါအဝင်9ယောက်သေဆုံးပြီးတော့9ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါဗျ။အော်တိုဘာ9ရက်နေ့ည8:23မိနစ်လောက်ကပြမပင်စိတ်ကြေးရွာအနောက်ဘက်ခြံကိုစစ်ကောင်မရှင်က Jet Fighter နဲ့ပုံကျဲခဲ့တာဖြစ်ပြီးတော့ ကြီးရွာတဲ့ကိုကြားရောက်ပောက်ကွဲလို့ထိခိုက်မှုတွေများခဲ့တာလို့သိရပါဗျ။မွန်ကရင်နယ်ကြားစီးမြင်းပေါ်မှာရှိတဲ့ပြမပင်စိတ်ရွာဟာမွန်ပြည်နယ်ဘီလင်းမြို့နယ်ဘက်ခြံနဲ့ကရင်ပြည်နယ်ဖအံမြို့နယ်အပိုင်းလိုရွာနှစ်ရွာရှိပြီးအခုဘုံကျဲခံရတဲ့ရွာဟာဘီလင်းမြို့နယ်အပိုင်းမှာပါဝင်တဲ့ပြမပင်စိတ်ရွာဒေသခံတွေအခေါ်အရထိဖာထို့ထရွာဖြစ်ပါတယ်။မြစမတရရင်မြေ၃ရောင်ရဲ့ပြောကြားချက်အရအသက်၁၀နှစ်အောက်ကလေးငယ်၃ယောက်အပါအဝင်၅ယောက်တည်ဆုံပြီးတော့ 9ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါဗျ။တေဆုံးသူတွေအထက်က2ယောက်ဟာစေယုံကိုရောက်ပြီးစေကူတောက်မှုခံယူတဲ့အချိန်မှာတေဆုံးတာဖြစ်တယ်လို့ဆိုပါရယ်။ စစ်ကော်မရှင်တပ်ကတိုင်းဒေသလက်နက်ကိုင်တွေ PDF တွေထိန်းချုပ်တဲ့ဒေသတွေမှာရှိတဲ့ပြည်သူလူထုတွေနေထိုင်ရာနေရာတွေကို drone လက်နက်ကြီးလေယာဉ်တွေနဲ့တိုက်ခိုက်မှုတွေပြုလုပ်နေတာကြောင့်ပြည်သူလူထုအနေနဲ့စစ်ကော်မရှင်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုစစ်ရေးသတင်းနဲ့လေကြောင်းကာကွယ်ရေးဆိုင်ရာနီးလန်းတွေကိုလိုက်နာဆောင်ရွက်ဖို့လိုအပ်ကြောင်းတော်လရင်အင်အားစုတွေကသတိပေးထားကြပါတယ်ရှင် ရန်ကုန်တိုင်းလှိုင်သာရအနောက်ပိုင်းမြို့နယ်ရခိုင်ရိုးကြီးကြီးရွာအနှော်ရထားလမ်းမပေါ်မှာအော်တိုဘားလ9ရက်နေ့ညနေ9နာရီလောက်ကအထည်ချုပ်စက်ယုံဖယ်ရီဂျိုးပို့ကားနဲ့22ဘိန်းကားတို့မတော်တဆတိုက်မိပြီးတော့အလုံသမား25ဦးခန့်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ရခိုင်ယူကြီးကျေးရွာအနော်ရထားလမ်းပေါ်မှာစက်ရုံချိုးဖို့ကားကရန်ကုန်နောက်ပိုင်းတက္ကသိုလ်ဘက်ကနေမောင်းနှင်လာတဲ့22ဘိန်းကားကိုခါလေကနေဖြတ်တိုက်မိပြီးတဲ့နောက်အချိန်မထိန်နိုင်ပဲတစ်ပင်ကိုထတ်တိုက်ခဲ့တာကြောင့်အလုံသမားတွေထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါရယ်။ ရှင်တိုင်းမှုကြောင့်မျိုးသား၄ယောက်နဲ့အမျိုးသမီး21ယောက်ထိခိုက်ဒဏ်ရာရခဲ့ပြီးလှိုင်းသားရမြို့နယ်ဆေးရုံကိုပို့ဆောင်ထားရတယ်လို့ဆိုပါရယ်။အဲ့ဒီရှင်တိုင်းမှုမှာဆက်ရုံကျိုးပို့ရှင်မောင်းကိုဝင်းချိုကိုတော့တောင်ကြီးနယ်မြေရဲစခန်းကအရေးယူထားတယ်လို့သိရပါရယ်ရှင်။တမ်းမျိုးသားလူမျိုးရေးတမရော TNL ထိန်းချုပ်ထားတဲ့မိုးမိတ်မျိုးကိုစစ်ကော်မရှင်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးနှစ်ယောက်အပါအဝင်မိသားစုဝင်9ယောက်သေဆုံးခဲ့တယ်လို့သိရရှိပါရယ်။အောက်တိုဘာ9ရက်ညနေ9နာရီခွဲအချိန်မှာ မိုးမဲမြွနဲ့ဝဲပောင်ကျေးရွာကိုပုံကျဲတက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီပုံစံဟာထမင်းလက်ဆောင်စားနေတဲ့မိသားစုရှိတဲ့အိမ်ပေါ်ကိုကြားရောက်ခဲ့တာကြောင့်အသက်၈နှစ်နဲ့အသက်၃နှစ်အရွယ်ကလေးအပါအဝင်အမျိုးသမီး၃ယောက်အမျိုးသား၄ယောက်စုစုပေါင်း9ယောက်တေဆုံးခဲ့တယ်လို့သတင်းရင်းမျက်စိကနေသိရပါဗျ။ပုံတိကြရောက်မှုကြောင့်တေဆုံးသူတွေအပြင်လူ၁၀ယောက်လည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။စစ်ကောင်မရှင်တပ်ဟာ TNL ထင်းချုပ်ထားတဲ့မြို့နယ်တွေကိုလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လှုပ်ဆောင်နေပါတယ်။ ပြည်ကြရအောက်တိုဘာ9ရက်နေ့မှာလေတရနယ်လင်းထိမ့်ချုပ်ထားတဲ့မိုင်းလုံမြို့နယ်ကမန်ဟုံးကျေးရွာကိုပုံကျဲခဲ့တာကြောင့်ကလင်းငယ်တယောက်အပါအဝင်ပြည်သူ10ယောက်သေဆုံးခဲ့တယ်လို့တရနယ်လင်းကထုတ်ပြန်ထားပါတယ်။ဒါအပြင်အခုအောက်တိုဘာလဇန်ပိုင်းမှာပဲတရနယ်လင်းထိမ့်ချုပ်ထားတဲ့နမရူမိုင်းငော့တီဘောနမ်ဆန်စတဲ့မြို့တွေကိုလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လှုပ်ဆောင်ခဲ့ပါတယ်။ ဒီလိုစစ်ကောင်မရှင်တက်ကလေကြောင်းတိုက်ခိုက်မှုတွေကိုဇက်တိုက်လှုပ်ဆောင်နေတာကြောင့်ပြည်သူတွေအနေနဲ့စစ်ရေးသတင်းနဲ့နေထိုင်ကြဖို့အတွက် TNL ကတတိပေးထားပါတယ်ရှင်။ ထုတ်ပြန်လာတဲ့မဲဆင်းရဲ့အမှားယွင်းတွေကြောင့်ဝေဖန်မှုတွေမြင့်တက်နေချိန်မှာမဲဆင်းရဲ့ကြီးညာရက်ကိုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကတပတ်ထပ်ထိုးလိုက်ပါတယ်။အော်တိုဘာလ14ရက်နေ့ကနေ20ရက်နေ့အထိတပတ်ကိုထပ်မံတိုးမြင့်ကတ်ထားမှာဖြစ်တယ်လို့ဆိုပါတယ်။ဒီမတိုင်ခင်ကလည်းမဲဆင်းရဲ့ကိုနှစ်ပတ်ကြာကတ်ထားခဲ့ပေမဲ့လာရောက်ကြည့်ရှုသူနေပါခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။မဲဆင်းရဲ့ပြည်စုံမှန်ကန်မှုလိုအပ်တဲ့တောင်းဆိုလွှာ ကန့်ကွက်လွှာပြင်ဆင်လွှာတွေကိုတင်ပြတဲ့အခါအချိန်ပိုရဖို့အတွက်တိုးလိုက်တာဖြစ်တယ်လို့ UEC ကထုတ်ပြန်ထားပါတယ်။စစ်ကောင်မရှင်ရုံးဆိုင်ရန်နေပြီးတော့ကောင်စီနေမြေမှာမဲဆင်းရုံးတွေအမှားတွေများနေပြီးတော့ပြည်ထောင်စုစံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးခင်ကြီးတောင်မဲပေးရမယ့်အမည်စီရင်ထဲမှာမပါလာတဲ့အကြောင်းပြည်ထောင်စုနေမြေစံခိုင်ရေးပါတီဥက္ကဋ္ဌဦးလှဆွေကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကတစင်ဖော်ပြခဲ့ပါတယ်။ ဒီလိုဖော်ပြပြီးနောက်မှာတော့ဦးလှစွေကိုခေါ်ယူစစ်ဆေးခဲ့ပြီးတော့သတင်းဌာနတချို့ကလည်းဒီအကြောင်းကိုစစ်ကောင်မရှင်ရဲ့သတင်းမှန်ပြန်ကြားရေးအဖွဲ့ကိုမေးမြန်းမှုတွေပြုလုပ်ခဲ့ကြပါတယ်ရွှေကောက်ပွဲကော်မရှင်ရဲ့ရတ်တိုးမြင့်မှုကြောင့်မဲဆင်းရဲမှာအမည်မပါပါကပုံစံတုံးတဲ့မဲဆင်းရဲမှာအမည်ထည့်သွင်းပြီးဖို့တောင်းဆိုတာမပါဝင်တဲ့သူတွေပါဝင်နေကန့်ကွက်ကြတဲ့မဲဆင်းအချက်လက်တွေမှားယွင်းနေပါကပြင်ဆင်လှတင်သွင်းမှုတွေကိုအောက်တိုဘာလ20ရက်နေ့ထိဆက်လက်ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ UEC ကထုတ်ပြန်ထားပါတယ်ရှင်။ စစ်ကောင်မရှင်တပ်ကတနင်္သာရီတိုင်းတပ်မှရှိတဲ့မြို့နယ်တွေကိုလေကြောင်းတိုက်ခိုက်မှုတွေခက်စစ်စိတ်ပြုလုပ်လာနေတယ်လို့သတင်းရင်းမြစ်တွေကပြောပါရယ်။လေကြောင်းတိုက်ခိုက်မှုကနှစ်ဆတိုးလာတယ်ဆယ်လပိုင်းတည်းမှာပဲ TK တခုတည်းမဟုတ်ဘူးနေရာတိုင်းကိုနေတိုင်းလှုပ်လှုပ်လိုက်ချတာပါ။ကျွန်တော်တို့သုံးသပ်မိတာကရွှေကောက်ပွဲမတိုင်ခင်သူတို့ကစစ်ရေးထိုးစစ်ရော လေကြောင်းတိုက်ခိုက်မှုရောတိုးမြင့်လှုပ်ဆောင်လာတာဖြစ်တယ်လို့ KNU တမဟာလေခရိုင်အတွင်းရေးမှူးဘဒိုစောရင်နာကပြောပါရယ်။ တနင်္သာရီတိုင်းထဲမှာရှိတဲ့တဝဲမြို့နယ်တနင်္သာရီမြို့နယ်တရက်ချောင်းမြို့နယ်လောင်းလုံးမြို့နယ်တို့ဟာလေကြောင်းတိုက်ခိုက်မှုအများဆုံးရှိနေတဲ့မြို့နယ်တွေဖြစ်တယ်လို့သိရပါတယ်စစ်ကော်မရှင်တပ်ကသူတို့လက်လွတ်ဆုံးရှုံးထားတဲ့တပ်စခန်းတွေနေဆက်လမ်းကြောင်းတွေကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်မြေပြင်ထိုးစစ်တွေလည်းတိုးမြင့်လှုပ်ဆောင်လာနေပါတယ် အော်တိုဘား၁၀ရက်မနက်9:18မိနစ်လောက်ကလည်းဘိတ်ခရိုင်တနင်္သာရီမြို့နယ်တကူကျေးရွာကိုစစ်ကောင်မရှင်တပ်ကတိုက်လျင်နဲ့ပုံကျဲတာဆက်တနက်နဲ့ပြစ်ခတ်တာတွေကိုလုပ်ခဲ့တာမှာလမ်းသွားလမ်းလာကြောင်းသားတယောက်အပါအဝင်အရသာ၄ယောက်ထိခိုက်မှုရှိတယ်လို့သိရပါဗျ။စစ်ကောင်မရှင်၄ကြောင်းတိုက်ခိုက်မှုပြုလုပ်နေတဲ့နေရာဟာတကူရွာမိသက်စခန်းတစ်ဖြစ်လေပြည်သူ့လုံခြုံရေးတပ်ဖွဲ့တွေရဲ့အချုပ်ခန်းနေရာဖြစ်တယ်လို့သိရပါဗျ။တိုက်ခိုက်မှုအခြေအနေအသေးစိတ်တွေနဲ့ပတ်သက်ပြီးတော့မြစမကဆက်လက်အတည်ပြုနေဆဲဖြစ်ပါဗျ။ အလားတူပဲအော်တိုဘားလ10ရက်မနက်7နာရီလောက်ကလည်းထိုင်းမြန်မာနယ်စပ်မှာရှိတဲ့တဝယ်မြို့နယ်ထီခီရွာကိုဂျက်ဖိုက်တာနဲ့ပုံကျဲတာကြောင့်လူတိခိုက်မှုမရှိပေမဲ့အရက်သားနှိမ်နေထိခိုက်ပျက်စီးမှုရှိတယ်လို့တရင်ရင်မြစ်တီကပြောပါရယ်လက်ရှိမှာတနင်္သာရီတိုင်းနယ်မှာရှိတဲ့ထိုင်းမြန်မာနယ်စပ်ကုံသွေးလမ်းကြောင်းတွေဖြစ်တဲ့တဝယ်ထီခီတနင်္သာရီမောတောင်လမ်းကြောင်းတွေကိုတာမကပဲ လောရေဖြူလောင်းလုံးတရက်ချောင်းစတဲ့မြို့နယ်တွေကိုလည်းအပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်မြေပြင်ကနေစစ်ကြောင်းထိုးတာတွေရှိနေတာမှာစစ်ကော်မရှင်တပ်တွေနဲ့ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ပူးပေါင်းတပ်တွေကြားတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ပူးပေါင်းတပ်တာဝန်ရှိသူတွေရဲ့ပြောပြချက်တွေအရသိရပါတယ်ရှင်။ မြန်မာနိုင်ငံမှာရှိတဲ့လူဦးရေ2.5တန်းနီးပါးဟာဘေးကင်းလုံခြုံမှုအတွက်အမြဲတမ်းနေပါစိုးရင်ပူပန်နေကြရပြီး6တန်းကျော်ကတော့ညချိန်မှာလုံးဝလုံခြုံမှုမရှိဘူးလို့စိတ်ခံစားနေရတယ်လို့ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ကထုတ်ပြန်ထားပါတယ်။ UNDP ရဲ့နောက်ဆုံးထုတ်ပြန်ချက်ဖြစ်တဲ့၆ကမ္ဘာထက်ကမျိုးဆက်မြမလူငယ်တွေရဲ့လုံခြုံရေးနဲ့လူမှုဘဝစိန်ခေါ်မှုတွေအစီရင်ခံစာမှာမြမနိုင်ငံမှာကြံမြင့်နေပြီဖြစ်တဲ့မလုံခြုံမှုစီးပွားရေးခက်ခဲမှုနေရာဆွန့်ခွာရမှုနဲ့ထိတ်လန့်နေရမှုတွေဟာလူငယ်တွေရဲ့လုံအန်ဆန္ဒကြောင်းရွမှုတွေနဲ့စိုးရိမ်ပူပန်မှုတွေကနေကင်းလွတ်ခြင်းဆိုတဲ့လူသားလုံခြုံရေးကိုထိခိုက်နေုံသာမကသူတို့ရဲ့စိတ်ကျန်းမာရေးကိုပါပျက်စီးစေလျက်ရှိတယ်လို့ဖော်ပြထားပါတယ်။ လူငယ်ခုနှစ်ဦးမှတဦးနှုံလူဦးရေ2.5တန်းနီးပါးဟာသူတို့ရဲ့ပုံကိုဆိုင်ရာဘေးကင်းလုံခြုံမှုအတွက်အမြဲတမ်းနီးပါးစိုးရိမ်ပူပန်နေရပြီးတော့လူ၁၀ဦးမှ၄ဦးခန့်လူဦးရေ6တန်းကျော်ကတော့ညဘက်မှာတဦးတည်းလမ်းလျှောက်ဖို့အတွက်တောင်မှမလုံခြုံဘူးလို့ခန်းစားနေကြရတယ်လို့အစီရင်ခန်းစားမှာဆိုပါတယ်။ လူငယ်သုံးဖို့တပုံနီးပါးဟာစိုးရိမ်ပူပန်မှုဒါမှမဟုတ်စိတ်ဖိစီးမှုတွေကိုမကြခဏခံစားရကြောင်းဖော်ပြကြပြီးအဲ့ဒီနှုံချဟာမြန်မာနိုင်ငံရဲ့ပဏိပခါနဲ့စင်းရွမ်းပမှုအခံရဆုံးပြည်နယ်တွေထဲကတစ်ခုဖြစ်တဲ့ Greenie ပြည်မှာ60ရာခိုင်နှုန်းကျော်ချင်းနယ်ရခိုင်ပြည်နယ်တို့မှာ40ကနေ45ရာခိုင်နှုန်းအထိရှိနေပါတယ်အမျိုးသမီးညီနယ်နိုင်ရှင်မာကအမျိုးသားလူငယ်တွေဟာ လုံခြုံမှုမရှိတဲ့ကြောင့်ပုံမှုဖြေဆိုကြပြီးတော့သူတို့ရဲ့စိုးရိမ်ထိတ်လန့်မှုတွေမြင့်တက်နေရခြင်းဟာစစ်မှုထမ်းရနိုင်ခြင်းနဲ့တသားအဖြစ်အတိတ်အဓမ္မစုဆောင်းခံရနိုင်ခြင်းနဲ့ဆက်ဆက်လျက်ရှိနေကြောင်းငယ်ရွယ်တဲ့မတန်ဆွမ်းအမျိုးသမီးတွေကတော့ကြောင်ရွံ့မှုနဲ့ထိခိုက်လွယ်မှုအမြင့်ဆုံးဆင့်ကိုရင်ဆိုင်နေရတဲ့အကြောင်းအစီရင်ခံစာရသိရပါတယ်ရှင်။ နောက်ဆုံးရပြည်တွင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါခုဆက်လက်ပြီးတော့နောက်ဆုံးရနိုင်ငံတကာသတင်းတချို့ကိုနှာစင်ကြားရပါမယ်ဖိလစ်ပိုင်နိုင်ငံဟာလာမယ့်နှစ်မှာအရှိတောင်အာရှနိုင်ငံများအသင်းအာဆီယံဥက္ကဋ္ဌအဖြစ်တာဝန်ယူဖို့စီစဉ်ထားတဲ့အတွက်အစိုးရအနေနဲ့မြန်မာနိုင်ငံမှာလူသားချင်းစာနာထောက်ထားမှုအကျက်အတဲပုံမိုဆိုးရွားလာနေမှုနဲ့ပတ်သက်လို့ပုံမိုထိရောက်စွာရေးယူဆောင်ရွက်ဖို့ လူများစုနဲ့လူနည်းစုအဖွဲ့နှစ်ခုစလုံးကဖိလစ်ပိုင်အောက်လွှတ်တော်အမတ်16ဦးကတိုက်တွန်းလိုက်ပါတယ်။မြန်မာနိုင်ငံမှာဆက်လက်ဖြစ်ပွားနေတဲ့ပြည်ပခါတွေနဲ့စစ်အုပ်ချုပ်ရေးကိုအဆုံးသတ်နိုင်ရေးကူညီဖို့အာဆီယံအဖွဲ့အတွင်းပုံမူရဲရင်ပြတ်သားတဲ့အာထုတ်ကြိုးပမ်းမှုတွေလှုံ့ဆော်ရေးနိုင်ငံသားရေးဌာန DFA ကိုတိုက်တွန်းတဲ့အောက်လွှတ်တော်ဆုံးဖြတ်ချက်အမှတ်324ကိုမမမြန်လစ်ဘရယ်လွှတ်တော်မှလီလာဒီဒီမာဦးဆောင်တဲ့လွှတ်တော်ကိုယ်စားလှယ်တွေကအော်တိုဘာလ9ရက်နေ့မှာ တင်သွင်းခဲ့တာဖြစ်ပါတယ်။လာမယ့်နှစ်မှာအာဆီယံဥက္ကဋ္ဌတာဝန်ယူရမယ့်မြန်မာနိုင်ငံဟာပြည်တွင်းစစ်ဆက်လက်ဖြစ်ပွားနေတာကြောင့်အဲ့ဒီတာဝန်ကိုမယူနိုင်တဲ့အတွက်ဖိလစ်ပိုင်အနေနဲ့အလဲကျဥက္ကဋ္ဌတာဝန်ကိုတနှစ်စောတာဝန်ယူပေးဖို့အာဆီယံအဖွဲ့ရဲ့တောင်းဆိုချက်ကိုဖိလစ်ပိုင်သမ္မတဖာဒီနန်မာကော့စ်ဂျူနီယာကသဘောတူလက်ခံခဲ့ပါတယ်။အာဆီယံဥက္ကဋ္ဌဟာကောင်းဆောင်အဆင့်ထိပ်သီးဆွေးနွေးပွဲတွေအတွက်သာမကအဖွဲ့ရဲ့တခြားသောအစည်းအဝေးပွဲအလုံးအတွက်တာဝန်ရှိပါတယ်။ အထူးသဖြင့်ဖိလစ်ပိုင်အနေနဲ့မြန်မာနိုင်ငံမှာ2025ခုနှစ်ဒီဇင်ဘာလကနေ2026ခုနှစ်ဇန်နဝါရီလအထိကျင်းပမယ့်ရွေးကောက်ပွဲကို ပြစ်တင်ရှုံချတာလူခွင့်ရေးချိုးဖောက်မှုတွေအတွက်ဆရာနာရှင်ကိုတာဝန်ခံမှုရှိစေခြင်းနဲ့အမျိုးသားညွတ်ရေးအစိုးရ NUG နဲ့မြန်မာအရက်ဖက်အဖွဲ့အစည်းတွေနဲ့တိုက်ရိုက်ထိတွေ့ဆက်ဆံခြင်းတို့အပါအဝင်ဆရာနာရှင်စနစ်ချုပ်ငြိမ်းရေး တိုက်ပွဲဝင်နေတဲ့မြန်မာပြည်သူတွေကိုအားပေးထောက်ခံတဲ့ခိုင်မာထိရောက်တဲ့အစီအမံတွေချမှတ်ဖို့လွှတ်တော်အမတ်တွေကအဆိုပြုခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ2021ခုနှစ်စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ဖွဲ့စည်းခဲ့တဲ့အမျိုးသားညွတ်ရေးအစိုးရ NUG ကိုမြန်မာနိုင်ငံရဲ့တရားဝင်အစိုးရအဖြစ်နိုင်ငံတကာအတိုင်းအဝိုင်းကသတ်မှတ်ယူဆထားပါတယ်။ နိုင်ငံတကာဥပဒေအရအစုလိုက်အပြုံလိုက်ရက်ဆက်ကြမ်းကြုတ်စွာတပ်ဖြတ်မှုနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုမြောက်တဲ့လုပ်ရက်တွေအတွက်စစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့တခြားတာဝန်ရှိသူတွေကိုတာဝန်ခံမှုရှိစေရေးဆောင်ရွက်ချက်တွေကိုဖိလစ်ပိုင်အနေနဲ့အားပေးထောက်ခံဖို့လဲလွှတ်တော်အမတ်တွေကတိုက်တွန်းခဲ့ပါတယ်။ စစ်ကော်မရှင်ရဲ့အရက်ဖက်အဖွဲ့အစည်းနှစ်ရက်စလုံးနဲ့တွေ့ဆုံဆွေးနွေးနိုင်မှုကြိုးပမ်းခဲ့ပြီးအာဆီယံအနေနဲ့ဆရာနာရှင်ကိုပုံမိုတင်းကျပ်ပြီးသဘောထားတင်းမာတဲ့အစီအစဉ်တွေချမှတ်ဖို့ဦးစီးဦးဆောင်ပြုခဲ့တဲ့ဥက္ကဋ္ဌတာဝန်ပြီးဆုံးတော့မဲ့မလေးရှားကိုအတူယူတင်ကြောင်းဒီလီမာကအဆိုတင်သွင်းတဲ့အချိန်ပြောကြားခဲ့ပါတယ်။အခုအချိန်ဟာဖိလစ်ပိုင်အစိုးရအနေနဲ့မြန်မာပြည်သူတွေနဲ့တသားတည်းရပ်တည်ရမယ့်အချိန်ဖြစ်ကြောင်းအဆိုတင်သွင်းတဲ့လွှတ်တော်အမတ်တွေထဲမှာပါဝင်ခဲ့တဲ့ မင်းဒါနာအိုအခြေဆိုင် Initiative for International Dialogue ကအစ္စကာနီအပေါ်တာကပြောကြားခဲ့ပါတယ်။မြန်မာနိုင်ငံကလူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့နိုင်ငံတကာအတိုင်းအဝိုင်းကအတုယောင်လို့ယူဆထားတဲ့ရွေးကောက်ပွဲကိစ္စကိုကင်တွယ်ဖြေရှင်းဖို့ဘလို့စီမံနေချမှတ်မလဲဆိုတာဟာဖိလစ်ပိုင်ဆိုရအတွက်အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်မယ်လို့ထင်ပါတယ်။ ဖိလစ်ပိုင်ဆိုရအနေနဲ့ဖြစ်ပွားနေတဲ့ပြည်ပခအားလုံးကိုအပိသက်ဖြစ်ရှင်းနိုင်မဲ့မူဝါဒတွေချမှတ်ရမှာအာဆီယံအဖွဲ့အတွင်းဥဆောင်ကဏ္ဍကပါဝင်နိုင်မယ်လို့မျှော်လင့်ပါတယ်လို့သူကဆက်ပြောပါတယ်။မြန်မာနိုင်ငံဥပဒေပြုအဖွဲ့ဖြစ်တဲ့ပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ဟာဖိလစ်ပိုင်နိုင်ငံနဲ့နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးဖို့ကြိုးပမ်းနေတဲ့သတင်းတွေရရှိကြောင်းနဲ့ဖိလစ်ပိုင်အနေနဲ့အဲ့ဒီနှစ်နိုင်ငံဆွေးနွေးပွဲဖြစ်မြောက်ရေးလှုံ့ဆော်ဖို့မျှော်လင့်ကြောင်းဆုံးဖြတ်ချက်အဆိုမှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့လွှတ်တော်အမတ်ရီနီကိုကပြောကြားခဲ့ပါတယ်။ဥရောပသမဂ္ဂနိုင်ငံတွေအနှံရုရှားတန်တမန်ရဲ့သွာလာလှုပ်ရှားမှုတွေကိုကန့်သတ်မှာဖြစ်ပြီးတော့အဆိုပြုချက်တရက်ကိုဥရောပသမဂ္ဂ EU ကစဉ်းစားတုံ့တက်နေတယ်လို့ EU News ထံကကိုတွေ့မြင်ရတဲ့ဆက်ဆံရေးအရာတီးရပါတယ်။ အဲဒီစီစဉ်ဟာရုရှားတန်ယုံတွေမှာစီမံဌာနဝန်ထမ်းတွေဤပညာပိုင်းဝန်ထမ်းတွေအပြင်မိသားစုတွေပါ အပါအဝင်ရုရှားတန်တမန်ရင်းနဲ့ကောင်စစ်ဝင်မစ်ရှင်တွေရဲ့ပါဝင်သူတွေ အပေါ်တက်ရောက်မှာဖြစ်ပါတယ်။အစီအစဉ်ကိုအတိပြုဖြစ်ပါကရုရှားတန်ယုံဝန်ထမ်းတွေအနေနဲ့သူတို့ရောက်ရာနေရာမှာ နိုင်ငံကနေပြီးတော့အခြားသော EU အဖွဲ့ဝင်နိုင်ငံများစီကိုခရီးသွားရောက်တဲ့အခါရည်ရွယ်ချက်နဲ့ခရီးစဉ်အကူအပြောင်းတို့ကိုအသိပေးရမှာပါရည်ရွယ်ရနိုင်ငံစီမရောက်ရှိမီအနည်းဆုံး24နာရီကြိုတင် အကြောင်းကြားရမှာဖြစ်ပြီးတွားရတဲ့အကြောင်းအရင်အဝင်အထွက်နေရက်နဲ့နေရာရုပ်ကိုလည်းဖော်ပြရမှာဖြစ်ကြောင်းတွေ့မြင်ခဲ့ရမှတ်တမ်းအရာသိရပါတယ် ဒီလိုလုံဆောင်တာဟာမှန်ကန်တဲ့လမ်းကြောင်းကိုရှေးရှုတာပဲတခုခုဖြစ်မှာကိုစောင့်နေတာမျိုးတဲ့အရေးယူဆောင်ရွက်တာမျိုးကအရေးကြီးတယ်လို့ EU အကြီးအကဲတမန်တအုပ်ကပြောပါတယ်ဥရောပအပြင်ဘက်အရေးယူဆောင်ရွက်မှုဌာန EEAS ကယခုအဆိုပြုချက်ကိုလက်ရှိမှာညှိနှိုင်းဆဲဖြစ်ပြီးတော့ရုရှားဘော16ချိန်မြောက်တန်ခတ်ပိတ်ဆို့မှုစည်ရင်နဲ့ထည့်သွင်းထားပါတယ် ပြီးခဲ့တဲ့လကတန်ခတ်ပိတ်ဆို့မှုစည်ရင်းကိုတင်ပြခဲ့ပေမဲ့လည်းအဲ့ဒါဟာရုရှားတန်တမာတွေနဲ့ပတ်သက်ပြီးမပါရှိပဲနဲ့ရုရှားရဲ့စွမ်းအင်ခန္ဓာကိုယ်တအဓိက ပြတ်မှတ်ထားထားပါရဲ့ခမညာ မဇမရေဒီယိုစီစဉ်ကိုဆက်လက်အတန်းွှင့်နေပါတယ်ရှင်အခုဆက်လက်ပြီးတော့အပတ်စဉ်စီစဉ်နေတဲ့ digital အကြံဖတ်မှုတိုက်ဖြတ်ရေးအတွက် NUG ဘလို့တုတ်ပြန်နေတယ်လဲဆိုရဲကြောင့်ဆွေးနွေးတင်ဆက်ထားတဲ့ Women's Chair Reservoir အစီအစဉ်ဒုတိယပိုင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဆိုတော့အဲအဲအဲ online အော် violence ကလူတယောက်ရဲ့အသက်ကိုသေစေတဲ့အဖြစ်ဖြစ်ဒါမဲ့လေဟိုလက်တွေ့မှာကြတော့ဥပဒေကတကယ်လက်နဲ့သွားမှမတက်တာနော် online နဲ့ပဲဆိုတော့ဒါကိုအရေးယူလို့လဲမရဘူးလို့ဖြစ်နေရဲ့အဲနောက်ပြီးတော့ဒီ online မှာဟိုများတော့အဖြစ်တော့ GBV based violence မှာအဲခွန်အားကြီးတဲ့လူကခွန်အားနည်းတဲ့လူတွေကိုကျူးလွန်တာ အမျိုးသားနေပြီးတော့အမျိုးသမီးကိုကျွန်းလွန်းတာနောက်ကလေးပေါ့နော်အားသိမရှိတဲ့နုနယ်တဲ့ကလေးတွေကိုကျွန်းလွန်းတာဒါမဲ့အခု online အာ online violence ပါယောက်ျားလေးတွေပါကျွန်းလွန်းခံရတာကိုတွေ့ရတယ်အဲဟိုဥစားပေါ့နော်အဲကျမတို့တိရတဲ့တချို့အမှုတွေမှာဆိုလို့ရှိရင်ဟို email နဲ့လေ အီးမေးနဲ့တလတဲမှာကိုအီးမေးထောင်နဲ့ချီပြီးတော့ပို့ပြီးတော့နှောက်ရက်တာပေါ့နော်အဲ့လူကဘာမှလှုပ်လို့ဂိုင်လို့လည်းမရတော့အဲ့အီးမိုးပိတ်နောက်အီးမေးတစ်ခုဖွင့်လဲအဲ့အီးမေးထဲမှာဟိုနှောက်ရက်အဲ့လိုမျိုးပေါ့နော်ဆိုတော့ဘလို့မှဟိုလှုပ်လို့ဂိုင်လို့မရတော့အဲ့လိုယောက်ျားလေးတွေလည်းဒီလိုမျိုး online နဲ့နှောက်ရက်တာ abuse လုပ်တာကိုခံရတယ်ဆိုတာကိုလည်းတွေ့ရပါတယ်လို့ဒီအမှုတွေကဂိုင်တွေ့တဲ့အခါမှာ အာစိန်ခေါ်မှုပေါ့ကျွန်တော်အဲ့ဒီဟာအဲသိကြမှာဘယ်လိုစိန်ခေါ်မှုတွေရှိလဲဆရာမခုနကတော့ပြောလိုက်တဲ့အထဲမှာတော့ဟောဒီအီကိုရဲ့ control area မဟုတ်တဲ့ဟာမျိုးမှာကင်တွေရခက်တာပေါ့တခြားဘယ်လိုမျိုး challenge တွေရှိလဲခင်ဗျအဲနောက်တစ်ခုကတော့ဤပညာအခက်ခဲပေါ့နော်အဲလာတိုင်းနေဟုတ်တယ်အဲ screen shot တင်နေလာပြီးတော့ပို့တယ်နော်ဆိုတော့အဲ screen shot ဒီအစ်စ်အမှန်လား နော်ဟိုအတုလောက်ထားတာလားဗာလဲဆိုဒီအမှုတိုင်တာလဲအစ်စ်မှန်ဖြစ်ဖို့ကလဲလူသေးတယ်အဲ့တော့နီးပညာကျွမ်းကျင်တဲ့လူတွေလိုအပ်တယ်ပေါ့နော်နီးပညာကျွမ်းကျင်တဲ့လူတွေကလဲအဲ့လိုမျိုးပေါ့ original file ရမနော်ဒီ account ထဲကိုဝင် ပြီးတော့ကြည့်လို့ရမဆိုတော့သူတို့ကလည်းပဲတကယ်သူတို့ပညာရှင်ရဲ့ standard နဲ့လာတဲ့အခါမှာကျမတို့ကပြန်ပြီးတော့ဆက်သွယ်ရပြန်ပြီးတော့မေးတဲ့အခါမှာလည်းသူတို့ account ထဲတောင်မှ ဟိုဝင်ဖို့အသူရာ password တွေမေ့တာတို့ဘာလို့အဲ့ဓာရီလဲရှိတယ်ပေါ့နော်အဲ့ဒါကြောင့်နီးပညာအခက်ခဲအခက်ခဲကတော့တော်တော်လေးရှိတယ်နောက်တစ်ခုကတော့ခုနပြောသလိုပေါ့နော်ဒီလိုမျိုးဟို online နဲ့အကျန်းဖက်လို့လူတယောက်ကစိတ်ညစ်ပြီးတော့ကိုယ့်ကိုယ်ကို တက်တည်သွားတဲ့ online နဲ့နှောက်ရက်လို့အလုတ်မလုံနိုင်မကင်နိုင်ပြီးတော့အလုတ်ကတောင်မှထွက်လိုက်ရတယ်ဟိုဟိုစအရန် trauma တွေရသွားတယ်ပေါ့နော်လုံးဝလူတော်မတူဘူးအဲ့ဒါကလူမသေးပဲလူမသေးပဲဟိုဘဝရတည်သွားတာပေါ့နော်သို့တော်လည်းအဲ့ဒါဒါ online ဟို bullying လုပ်လို့ဒီလူဘဝရပြတ်သွားတယ်ဆိုပြီးတော့အေးအေးယူလို့ရတယ်လုံးဝမရှိဘူး မရှိဘူးဆိုတာကျမတို့မြန်မာနိုင်ငံလောလဲမရှိသေးတယ်လို့နိုင်ငံတကာမှာလည်းအဲ့ဒီလောတွေကတချို့နေရာတွေမှာမရှိသေးဘူးပေါ့နော်ဆိုတော့အဲ့ဒါလည်းတကယ်ပဲဟိုအလေးထားစဉ်းစားရမယ့်အဲအရာမျိုးဖြစ်နေရပေါ့နော်အဲအားကြောင့်မလို့ဤပညာကိုကောင်းတဲ့ဘက်မှာအသုံးပြုလို့ရတယ်လို့တပြိုင်နက်မှာဤပညာကိုဟိုဥစားလှုပ်ပြ manipulate လှုပ်ပြီးတော့ဟိုလွဲတဲ့နေရာမှာအသုံးချပြီးတော့လူတွေကိုဒုက္ခပေးတဲ့ ဟာကြီးလည်းရှိလာတယ်ကြားဖြန့်ဆိုလို့ရှိရင်เนาะဒီနည်းပညာနဲ့ကိုတခါလေလူပေါင်းထောင်ပေါင်းတောင်ပေါင်းချီပြီးတော့မှလိမ်လည်လှည့်ပြားနေတာเนาะအဲအမေရိကန်နိုင်ငံမှာဆိုလို့ရှိရင်လည်းဘီလီယံနဲ့ချီပြီးတော့ဆုံးရှုံးနေဆိုတာကိုသိရတယ်ထိုင်းမှာလည်းအဲ့လိုပဲเนาะထိုင်းမှာလည်းအဲ့လိုပဲဟိုဘတ် ထရီလီယံနဲ့ချီပြီးတော့ဆုံးရှုံးနေဆိုတာသူတို့နိုင်ငံတွေမှာအလွေဖြစ်လာတဲ့အခါမှာဟိုအစိုးရတွေကတော့အလက်ဖြစ်လာတယ်။ဒါပေမဲ့ဥပဒေပေါ့နော်။ဥပဒေနဲ့လိုက်ပြီးတော့ထိန်းចောင်းဖို့ထိန်းညှိဖို့အဲ့အရာတွေကတော့တော်တော်လေးအဲလောက်ရမှာဖြစ်ပါတယ်။ဥပဒေနဲ့ထိန်းចောင်းရင်တော့မှဒီအမှုကိုလုပ်ဖို့အတွက်နီးပညာဒါကိုပြန်ပြီးတော့စုံစမ်းနေဟိုဥစ္စာပေါ့နော် digital နီးပညာလည်းလိုအပ်ပြန်ပြန်มาတယ်။အဲ့ဒါကြောင့်မလို့ဒီဟာတော့အခက်ခဲတော့ ရှိနေတော့မဲဆိုတာတော့ဖြစ်နေပါတယ်စိတ်ကိုတည်စေတဲ့စိတ်ကိုတတ်စေတဲ့နော်ဘဝကိုပြတ်သွားစေတဲ့အဲ့ဒါကိုတိလက်ရောက်ဒီ physical physically ကျူးလွန်တာမဟုတ်ပေမဲ့ဤပညာနဲ့အဲ online နေပြီးတော့ဒီလိုမျိုးကျူးလွန်တဲ့ဟာတွေအဲ့တော့အဓမ္မတိမဖြစ်အောင်ဒါကိုဘယ်လိုတားဆီးမလို့ဆရာမဘယ်လိုတားဆီးလို့ရမလဲအကယ်၍နောက်ပြီးတော့ဒီလိုမျိုးကျူးလွန်ခံရတဲ့လူကသူ trauma ရတယ်လို့ဆိုရင် ဒါတွေရောဘယ်လိုကုစားမလဲအဲအဲ့လိုမျိုးကျွလွန်ခံရတဲ့လူပေါ့နော်အမျိုးမျိုးတော့ကျွလွန်ခံမှာပေါ့နော်ငွေတွေလိမ်ပြီးတော့ထုတ်သွားတာเนาะအဲကျမတို့လည်းကျမတို့ကိုယ်တိုင်တောင်ရပါတယ်အဲ message တွေအဲတင်းရဲ့ဟိုတွင်ပေါ့နော်အဲဒီဘန်ထဲမှာအဲ့လိုမျိုးအခက်ခဲဖြစ်လို့ဘာညာနဲ့အဲ့ဘန်ဘန်ကိုပြန်ပြီးတော့မေးတော့မဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးတစ်ခါလေလဲပဲ ကို subscribe မလုပ်တဲ့ဥစ္စာတည်းမ subscribe လုပ်တယ်ဆိုပြီးတော့ဖြတ်သွားတာပေါ့နော်အဲ့ဒါလည်းကျမတို့လည်းခံရတာငွေရေးချေးရင်းနဲ့ပေါ့နော်နောက်ပြီးတော့ဟိုရင်းပေါ့နှောက်ရက်တာပေါ့နော်လူတယောက်ကိုဘလို့မှရက်တည်ခုနပြောသလိုပေါ့နော်တခါတည်းတရက်တည်းကိုအဲ email အဆောင်တရားနဲ့ရာတွေပို့တာတို့နော်ဒီဒီဘလို့မှအလုပ်လုပ်လို့မရအောင်နှောက်ရက်တာနောက်တချို့လူမှုရေးနှောက်ရက်တာတွေလည်းရှိတယ်အဲ့လိုအကောင့်အတုနဲ့ อะอกောင့်อุตุเนี่ยโหลาไม่เสร็จเดจม้าไอ้อหมุตะคู่สอยังใส่ဝင်ซาโพกาวเนี่ยไอ้မျိုးทมี้อ่ะยังช้อเดเนาะช้อเดสว่าดิโหดิอลุแล้วก้าวเนี่ยเลยเหมบ่เนาะสรอกไอ้มาตู้โหอกောင့်ตุเนี่ยลาแอปပြီးတော့ไอ้มาอกောင့်ဘောมายีซ่าတွေဘာတွေဖြစ်เนาะပြီးတော့ပတ်စံတွေဘာတွေအမျိုး support လောက်တာတွေဖြစ်ပြီးတော့เนาะအဲနောက်ပြီးတော့ အတိုင်းအဝိုင်းနဲ့ကိုဝိုင်းလိန်တာပေါ့တခြားအကောင့်တူတွေအများကြီးလောက်ပြီးတော့အမဲ group ဖွဲ့ပြီးတော့အဲ့လေရင်မဲကိုလည်းပဲအဲ့ဒီအမျိုးသားရဲ့အမျိုးတွေဆိုပြီးတော့ group ဖွဲ့ပြီးတော့အဲ့လေအဲ့အမျိုးသမီးကိုပေါ့နော်ဝိုင်းလိန်တာပေါ့နော်အဲ့ဒါရှင်းနှစ်တိတိကြာသွားတယ်သူစပြီးတော့အဲ့ဒီ online လိန်တာကိုเนาะဟိုစပေါ့စပြီးတော့အဲ့လိုမျိုးပေါ့နော်ရေးစားဖြစ်တာ အဲ့ဒါအသက်30လောက်ပဲရှိသေးတယ်။ဒါပေမဲ့အမှန်တကယ်တိသွားတဲ့အချိန်မှာ40ကျော်သွားပြီ။အလဟတ်သဒီအချိန်လေးကိုတကယ်မရှိတဲ့လူပေါ်မှာပုံအပ်ပြီးတော့တကယ်ပဲနောက် emotion ပေါ့နော်သူရဲ့ဟိုစိတ်လှုပ်ရှားမှုတွေအဲ့လိုမျိုးတွေအကုန်လုံးလေအချိန်လေးပေးအကြာကြီးပေးပြီးတော့မှဒီအမျိုးသမီးဒီဟိုတိသွားတဲ့အချိန်မှာအိမ်အောင်ပြုတ်ဖို့အချိန်လေးအရန်လွန်သွားပြီအေးအဲ့လိုမျိုးအမှုတွေလည်းတွေ့ဆိုတော့နံပါတ်1ကတော့ awareness ပေါ့နော် ဟိုပြောရတာတော့ခက်ပါတယ်အခုဆိုရင်အာဒါ online လိမ်တက်တယ်ဘာညာလူတိုင်းသိနေရပဲဒါမဲ့ခံရရုံပဲခံရတယ်ဆိုတော့အဲ့ဒါ awareness ပေါ့နော် awareness လို့ရတယ်နောက်ပြီးတော့ CSO တွေပေါ့နော်အခုလည်းအများကြီးဟောပြောပွဲတွေပိုင်းလုပ်ပါတယ်နော်ပြပွဲတွေနော်နောက်ပြီးတော့ဒီဟိုတို့စာပေါ်ပြည်သူတွေအသိပညာပေးတာ CSO အဲ့ digital နဲ့ပတ်သက်တဲ့ CSO တွေရှိတယ်သူတို့ကလည်းပဲအဲ့ဒါကို campaign တွေအနေနဲ့ အဲလှုပ်ပြီးတော့ပြည်သူတွေကိုပညာပေးရမယ်။နောက်ပြီးတော့များသောအားဖြင့်အခု နော် digital violence ခံရတာလူငယ်တွေဖြစ်တယ်။ဒီ sexually uh, online အကြမ်းဖက်တာလည်းအဲလူငယ်တွေခံရတယ်။နောက်ပြီးတော့ငွေရေးကြေးရေးပေါ့နော်။အဲ့လိုမျိုး ဟိုအလင်ခံတာလေလူငယ်အဲ့လိုမျိုး youth group တွေကလေတယောက်နဲ့တယောက်အဲ့ဒါကို sharing လုပ်ပြီးတော့ဒါဟိုဟိုဥစားပေါ့နော်ဟိုကြင့်ကြံခံနိုင်ဖို့ပေါ့နော်နောက်ပြီးတော့အဲ့လိုမျိုးအဖြစ်တဲ့လူတွေကိုလည်းမလောင်ပြောင်မနာဒါလေးတောင်မှခံလာအာပြီးတော့ peer to peer ဟိုရင်းပေါ့နော်အားပေးတာဒီလိုမျိုးကြောက်တဲ့ကြတဲ့လူကိုပြန်ပြီးတော့ဆွဲတင်ပြီးတော့စိတ်ခွန်အားပေးတာအဲ့အဲ့လိုမျိုးတွေလုပ်တင်တယ်လို့အဲထင်တယ်နောက်ပြီးတော့ academic ပေါ့နော် academic ဆိုတော့ ဒီလိုမျိုးဟိုပညာရက်ဆိုင်ရပါတော့เนาะဘာလဲဆိုအခုကျမတို့ဟာဒီအမှုတွေကိုတွေ့ရတယ်လက်ခံတယ်ဖော်ထုတ်တော့မယ်ဆိုလို့ရှိရင်ကျမတို့နည်းပညာတွေလိုတယ်အဲ့တော့ academic ပိုင်းမှာလည်းပဲဒီ online နဲ့ပြန်ပြီးတော့ crime တွေကိုပြန်ပြီးတော့ဖော်ထုတ်တဲ့အဲ့ subject မျိုးတွေလည်းပဲများများအာရှေ့ရမယ်ပေါ့เนาะတက္ကသိုလ်တွေမှာအဲ့ online crime တွေကိုဖော်ထုတ်တဲ့ အဲပညာရှင်တွေလည်းအဖော်ထုတ်ပေးရမှာဖြစ်တယ်လို့နောက်ဆုံးကတော့ကျွန်မအခုနကပြောတဲ့ law enforcement ပေါ့နော်ဥပဒေအားဖြင့်ဥပမာဖြင့် online နဲ့အကြမ်းဖက်လို့လူတယောက်တည်သွားတယ်လဲတကယ်ပဲဟိုတကယ်ပဲလူတက်လို့တည်သွားတယ်အမှုနဲ့ဆွဲဟုတ်ဆွဲရမယ်နော်အဲ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 ့လိုမျိုးပေါ့နော် law enforcement ကောင်းကောင်းရှိဖို့အတွက်လိုအပ်ပါတယ်လို့ဟုတ်ကဲ့ဒီ issue ကကြီးလဲကြီးတယ်အင်မတန်မှဒီဒီနေ့ခင်မှာ အာများပြလာတဲ့ဟာဒါပေမဲ့ဝန်ကြီးဌာနအနေနဲ့ဟိုဟိုဒီဒီရာမျိုးကင်တွဲတဲ့နေရာမှာအသည့်ဖြစ်အောင်မယ်လို့ထင်ပါတယ်အဲ့တော့ဝန်ကြီးဌာနကရောဒီလို educate လုပ်တဲ့ program တွေဘာတွေလုပ်နေလဲလုပ်ဖို့ဘယ်လိုအစီအစဉ်တွေရရှိနေပါလဲခင်ဗျဟုတ်ကဲ့အာကျမတို့ကတော့ အဲဒီအမှုတွေရောက်ရှိလာတဲ့အခါမှာကျမတို့လည်းတတိထားမိပြီးတော့ပေါ့လေအဲဒီ CSO တွေနဲ့ဆွေးနွေးတာ panel discussion တွေလုပ်တာเนาะနောက်ပြီးတော့ဒီ campaign တွေလုပ်တာတွေကိုကျမတို့ဟိုရင်အာ တော်တော်များများလှုပ်ဖြစ်တယ်နောက်ပြီးတော့ကောင်စလင်းပေါ့เนาะဒီလိုမျိုးအဲဘူလီလှုပ်ခံရတဲ့အွန်လိုင်းချမ်းဖက်မှုခံရတဲ့လူတွေကိုကျမတို့ကောင်စလင်းပေးတာเนาะအဲ့ဒါတွေကိုလည်းကျမတို့ဟိုဆောင်ရွက်ပေးနေပါတယ်လို့အမျိုးသားညွညွေးဆိုရအမျိုးသမီးလူငယ်နဲ့ကလေးငယ်ကြီးရဝန်ကြီးဌာနရဲ့ပြည်တော်စုဝန်ကြီးเนาะဆူဆန်နာလလဆိုဆွေးနွေးသွားတာဖြစ်ပါတယ် မြန်မာရဲ့ Women's and Children's Hour အစီအစဉ်ကိုအပတ်စဉ်အင်္ဂါနေ့ည9:00နာရီခွဲမှာရုပ်မြင့်တင်ကြားနေထုတ်လွှင့်နေပါတယ်။စောင့်မျှော်ကြည့်ရှုကြပါဖိတ်ကြားပါရခင်ဗျာ။ ကျမတို့မြစ်စမရေဒီယိုကနေထုတ်လွှင့်နေတဲ့သတင်းစီစဉ်တွေသတင်းဆောင်မတွေစက်တန်မီမြချက်တွေနဲ့ပတ်သက်ပြီးသောတာရှင်တို့အနေနဲ့ဝေဖန်ချံပြုတ်ချက်တွေနဲ့ရှင်းဖွင့်ပြောပြခြင်းတဲ့အကြောင်းအရာတွေကိုကျမတို့ရဲ့မြစ်စမရေဒီယိုဆောင်မရှင်ဆိုတဲ့ Telegram group ကိုစာရေးသားပေးပို့နိုင်ကြပါတယ်။သောတာရှင်တို့ရဲ့ဝေဖန်ချံပြုတ်ချက်တွေကိုကြိုဆိုပါရရှင်။မြစ်စမရေဒီယိုရဲ့ဒီနေ့မနက်အစီအစဉ်ကတော့ဒီလောက်ပါပဲ။မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဆရာနာရှင်ဘေးကကင်းဝေးပြီးကိုစိတ်နှစ်ပါးချမ်းသာပါစေလို့မြစ်စမရေဒီယိုဖဲသားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ မြန်မာပြည်သူတွေနဲ့အတူရှက်တီနေမယ့်မေဇမရေဒီယိုပဲဖြစ်ပါတယ်။နားဆင်ကြတဲ့သူတွေအားလုံးကျန်းမာကြပါစေရှင်။